ခွေးထဲမှာမနေခြင်းနဲ့အကြောင်းရင်းလို့ဆင်းပြပြပါအမေဒီဒီဒုက္ခပေးတယ်ပြီးတော့အိမ်ကောင်မင်းနဲ့ရှင်တယ်မရှင်တယ်ဆိုတော့မင်းတို့အိမ်ကလည်းမင်းအဖေအိမ်ကလည်းလာတာကဲကြည့်ရမင်းအဖေဒီအိမ်ကလည်းလာတယ်သူကပြောတယ်တော့တကယ်လို့အဲ့ဒါသူ့ရဲ့လူတွေဆွဲခေါ်တယ်ဖုန်းနဲ့ကောင်တိတ်နေပြီးပြီးချင်းရမတရားအနိုင်ကျင့်နေတယ်သူကဟုတ်တယ်ကျွန်တော်လည်းဆောင်းနှစ်ခါဒီတမရရနော်နှစ်ခါကိုရရှိခဲ့တာပေါ့ပထမတစ်ခါဆိုတော့တချမ်းပေါ့နော်အင်းဒါပြီးတော့နောက်နောက်ရက်ထက်ရှိတယ်ဆိုတော့ပြောင်းနော် ဟောနှစ်ရက်စတိုက်တက်ရှူတာပေါ့ဟုတ်ကဲ့ကျွန်တော်ညီကိုမွန်တော်မများအားလုံးပဲတော်လန်ညကြံနေပါခင်ဗျာဧပြီလ30ရက်နေ့ရဲ့ညပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီညပိုင်းအတွက်နောက်ဆုံးသိရတဲ့စစ်ရေးသတင်းလေးကိုဖတ်ပြပေးပြီးရင်ဒီနောက်မှာကျွန်တော်တို့ရစင်ဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင် ကဲတော့ပထမဆုံးသကိုင်းငလင်ကျောက်သူတို့ဒီနေပြည်တော်ရဲ့စစ်ရုံကျောက်တွေပြိုလဲပျက်စီးသွားပြီးတဲ့နောက်ဒီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပခထဲမှာသွားပြီးရုံထိုင်နေကြတဲ့သူတို့စစ်ရုံကျောက်တွေအကောင်တွေကိုကျွန်တော် BWN အဖွဲ့ကဆော့တိုက်တုံးနဲ့သွားပြီးလက်ဆောင်ပေးခဲ့တဲ့တည်ရင်လေးကတော့ပဲခူးတိုင်းဒေသတောင်ကိုခရိုင်ကေတုမတီမျိုးစီဂျမ်ဘတ်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပခကိုတော်လိုင်းပူပေါင်းတပ်တွေကဧပြီလ30ရက်နေ့မနက်တနင်္ဂနွေ38မိနစ်အချိန်မှာ တရက်ခုမမဆော့တိုက်တုံစစ်လုံနဲ့အောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါဗျ။စစ်ကောင်စီရဲ့တောင်မတိုင်းစစ်ထာနာချုပ်ဟာဘကုတိုင်းဒေသကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့နေရာဒေသတွေမှာရှိတယ်။တော်လိုင်းအင်အားစုတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုရက်ဆက်စွာတပ်ဖြတ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအဓိကအမိန့်ပေးနေတဲ့စစ်ထာနာချုပ်တစ်ခုဖြစ်တဲ့အပြင်ငလင်ကျောက်ဌာနဆိုင်ရာအဆောက်အဦတွေပြိုလဲပျက်စီးသွားပြီးတဲ့နောက်နေပြည်တော်စစ်ရုံးကျုံနဲ့နေပြည်တော်တန်းစစ်ဌာနချုပ်တို့မှစစ်ကောင်စီအကြီးအကဲတွေတွားရောက်ယုံထိုင်ပြီးတတိုင်းပြည်လုံးကိုဒုက္ခပေးဖို့အမိန့်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်နေကြောင်းသတင်းရတဲ့အတွက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်တိုက်ဆုံမှုတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုတော့ကျွန်တော် Brave Warrior for မြန်မာ BWN အဖွဲ့ရဲ့ဥဆောင်မှုနဲ့ Mountain Knight Civilian Defense Force MKCDF ACPLF တန်တောင်မြောက်ပိုင်းအထုဒေသအဖွဲ့တို့ပူးပေါင်းပြီး BWN ရဲ့ Mission 35အဖြစ်ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ BWN အဖွဲ့ကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ကဲတော့တနိုင်ကန်လုံးမှာစီတဲ့တို့ဒီအကြံပတ်စစ်ခွေတက်ခရကောင်းနေရတော့ဘဲတော်တော်ဘဲလလာအကြောက်တရားနဲ့အသက်ဆင်းနေရပြီဆိုတာတော့ဒါအလုံးတွေ့ကြတဲ့အတိုင်းပဲပေါ့နော်။ အဲ့တော့ပြည်သူတွေကိုမင်းတို့အကြောက်တရားရက်သွင်းခဲ့တဲ့ကောင်တွေအခုချိန်မှာတော့မင်းတို့ဝတ်ဆိုတာနောင်မောကမကူဆိုတဲ့ဆောင်ပုတ်အတိုင်မင်းတို့ခံနေရပြီနော်ကဲတော့ဒုတိယသတင်းကောင်းလေးတစ်ပုတ်ကတော့ကျွန်တော်အာရခတက်တော် A နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ဘယ်လောက်ထိဆက်ဆံရေးတွေကောင်းမွန်နေပြီလဲဆိုတော့ မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာရခိုင်တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေဖြစ်တဲ့အာရခတ်တော် A နဲ့တိုက်ရိုက်ဆက်သွယ်မှုတွေဟာလိုအပ်လို့လောက်ဆောင်တဲ့အစီအမံတစ်ခုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့မြန်မာနိုင်ငံအနောက်ပိုင်းနေဆက်ဒေသတွေကိုထိန်းချုပ်ထားတဲ့ AA နဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေဟာတကယ်ပဲလိုအပ်ပြီးအဲ့ဒီဆက်ဆံမှုတွေကိုလည်းဆက်လက်ထိန်းသိမ်းထားမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့အကြံပေးအရာစီတောင်ဟစ်ဟိုစင်ကပြောကြားလိုက်ပါတယ်။ အေအေနဲ့ထိတွေ့ဆက်ဆံမှုတွေကိုမီဒီယာတွေကမေးမြန်းလိုက်တဲ့အခါမှာတော့သူ့ရဲ့ပြန်ဖြေကြားချက်လေးကဘင်္ဂလားဒေ့ရှ်နေဆက်ရဲ့အခြေအနေတွေကိုပြောင်းလဲသွားပြီးဆိုတာကိုတရားဝင်အသိအမှတ်ပြုထားကြောင်းအဲ့ဒီအစီတရားကိုမျက်ကွယ်ပြုထားလို့မရကြောင်းမြန်မာဘင်္ဂလားဒေ့ရှ်နေဆက်တဆောက်လုံးကိုဗဟုအစိုးရမဟုတ်တဲ့အစုအဖွဲ့တွေကချုပ်ကင်ထားပြီးဗဟုအစိုးရအာဏာတက်ရောက်မှုဟာနေဆက်မှာလုံးဝမရှိတော့ကြောင်းပြန်ဖြေခဲ့ပါတယ်။ဗဟုအစိုးရဆိုတာကတော့ဒီအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကိုရည်ညွှန်းထားတဲ့မူရင်းအတုံးလုံးဖြစ်ပါတယ်။ ဒီလိုအပြောင်းလဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်ကနိုင်ငံရဲ့အကျိုးစီးပွားအတွက်တင့်တော်မဲ့ထိတွေ့ဆက်သွယ်မှုနည်းလမ်းတွေကိုထိန်းသိမ်းထားရမှာဖြစ်ကြောင်းနဲ့စီးမင်းရဲ့အရာအစိုးရမဟုတ်တဲ့အင်အားစုတွေနဲ့တရားဝင်ဆက်သွယ်လို့မရဘူးဆိုရင်တော့လုံးဝအုတ်တုံအဆက်သွယ်ဖြတ်ထားလို့မရကြောင်းနဲ့ဒါကြောင့်လိုအပ်တဲ့ထိတွေ့ဆက်ဆံမှုတွေကိုဖြစ်တဲ့တဲ့အဆင့်မျိုးမှာထိန်းသိမ်းထားရမှာဖြစ်ကြောင်းဟိုစင်ကဆင်းလင်းပြောကြားသွားခဲ့ပါတယ်ကဲတော့ဒါကျွန်တော်အာရခတ်တက်တော့ A နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ဆက်ဆံရေးတွေကဘယ်လောက်ထိကောင်းမွန်နေပြီလဲဆိုတာအားလုံးတွေးကြတဲ့အတိုင်းပေါ့နော် နောက်ထပ်ဒီမီဒီယာတွေမှာဟိုလီတကြော်ကြော်ဖြစ်နေတဲ့ကျွန်တော်အာရခတက်တော့ A ကိုအမေရိကန်ရဲ့နောက်ခံတဲ့ဒီဘင်္ဂလားဒေ့ရှ်အစိုးရကစစ်ရေးတွေကူညီပေးတော့မယ်ဆိုတဲ့သတင်းကတော့အတိဖြစ်လာဖို့အတွက်ရောင်နီလေးတွေကျွန်တော်မြင်နေရပြီပေါ့နော်။ကဲတော့တတိယတနင်္သာရီတိုင်းဘက်ကသတင်းကောင်းလေးကလည်းအေဗလာ24ရက်နေ့မနက်7:00နာရီခန့်ကရေဖြူမြို့နယ်နဘူးလေဒေသလဲဆောင်ကြီးွာချေတော်ရတောင်ကြီးအနီးမှာတဝဲအထူးစီးပွားရေးဇုံသို့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာတော့အပြန်အလှန်ပြစ်ခတ်တဲ့တိုက်ပွဲနှစ်ရက်ကြာဖြစ်ပေါ်ခဲ့ကြောင်းနဲ့အဲ့ဒီတိုက်ပွဲအတွင်းအကြံပတ်ဆက်သားစစ်ဦးထက်မင်းနဲ့တေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကတော့ရေဖြူပါကဖာဒဝဲပြည်သူ့လူမျိုးရေးတပ်တော် TPLF တာကရစစ်ကြောင်းဒဝဲခရိုင်အမှတ်1တပ်ရင်း T1 ဒေါနာစစ်ကြောင်း3တက်ခွဲ၄ KPDF တက်ခွဲ၆တက်ခွဲခွန်ဒဝဲခရိုင်ပြည်သူ့ကာကွယ်တပ်ဦး DDPDN DGRF နဂနီပျောက်ကြားတပ်ဖွဲ့နဲ့ဆွေပြည်လုံးတပ်ဖွဲ့တွေကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပေးတဲ့နောက်ထပ်ဒီကျွန်တော်တို့တနင်္သာရီတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာကဲနောက်ဆုံးအအနေနဲ့ကတော့မကွေးတိုင်းဒေသရေစကြိုနဲ့စလင်းမြို့နယ်အစီအကြံဘတ်စစ်ကောင်စီတပ်တွေမှအတင်းအာဓမစစ်သားစုဆောင်ခံခဲ့ရတဲ့တပ်သား၄ဦးကလက်နက်ခဲယံအချို့နဲ့အတူအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်မတရားစစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရတဲ့ရေစကြိုမြို့အခြေစိုက်စစ်ကောင်စီရဲ့ခလာရ 290250250တက်တွေမှာတက်သားချစ်ဆန်းကိုတက်သားမြစ်စိန်နဲ့တက်သားစီသူကျော်တို့ကစောက်တန်း YSO PDF ထံ MI1 တက်လက်ကြီ600နှစ်တောင်းကြီပေါက်3ခုနဲ့လက်ပစ်ပုံ2လုံးတို့ကိုယူဆောင်လာပြီးဧပြီလ24ရက်နေ့25ရက်နေ့နဲ့26ရက်နေ့တွေမှာအတီးတီအလင်းဝင်ရောက်လာခဲ့တဲ့အတွက်ကြောင့်စုငွေ55သိန်းကျပ်ပေးအပ်ချိမြင့်ခဲ့တယ်လို့ဆိုတာပါတယ်ဒါအပြင်အမရပူရမြို့နယ်မှာမတရားစစ်မှုတန်းခေါ်ဆောင်ခံခဲ့ရတဲ့စစ်မှုတန်းတင်းနှင်းစင်အပတ်စဉ်ဆက်တတဆဆိုင်ဟာလည်းရေစကြိုးအခြေဆိုင်ခလာရ1ငန်းငန်းတက်မှထွက်ပြေးလොမြောက်လာခဲ့ပြီး မိမှုခရိုင်အမှတ်ငါတက်ရင်ထံသို့အလင်းဝင်ရောက်ကုလုံခဲကြောင်လဲတည်င်းထုတ်ပြန်ထားတာတွေ့ရပါတယ်ဆိုပြီးတော့ຫນွေဥအတန်ကတင်ထားပေးတဲ့နောက်ဆုံးတည်င်းကောင်းလေးပဲဖြစ်ပါတယ်ညာကဲတော့အခုလိုမျိုးကိုအသီးစိတ်တနဲ့ကျွန်တော်ပြည်သူတွေဘက်ကိုမျက်နှာမူလာပေးခဲ့ကြတဲ့ရဲဘော်တွေအားလုံးကိုကျွန်တော်တကယ်ကိုကျေးဇူးတင်ပါတယ်အဲ့တော့ကြံစည်နေတဲ့တပ်သားတွေအနေနဲ့ကလည်းအမြန်ဆုံးအလင်းဝင်ပြည်သူရင်ဝင်ခုလုံကြပါအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒါကျွန်တော်ပြည်သူမြေတားစူးစမ်းနေတဲ့ဒီအချမ်းဘတ်စစ်ခွေတက်ကြီးကတော့နေ့တိုင်းလိုလိုပဲခွေးတိဝတ်တိနဲ့သိနေကြတာအားလုံးတွေ့ရတဲ့အတိုင်းပေါ့နော် ဲ့တော့အခုချိန်မှာအတိတ်တရားလေးတွေဝင်ကြပါလို့ပဲဒါကျွန်တော်ပြောရင်းနဲ့ပဲဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့သတင်းလေးတွေကတော့တီးလောက်ပါပဲဒီနောက်မှာပထမဆုံးအခုအလင်းဝင်လာတဲ့တက်သားတွေရဲ့အင်တာဗျူးလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီအင်တာဗျူးထဲမှာသူတို့ဒီအကြံဘတ်စစ်ခွေတက်ရတော့ဒီဘလဘကြေးရွာကိုမီဆိုဖျက်ဆီးခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးမေးမြန်းထားတာလေးပေါ့နော်ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ20ရက်နေ့ကရေကျူးမြို့နယ်ဘလဘကြေးရွာကိုဒီစစ်ကြောင်းထိုးလာခဲ့တဲ့အခြေပေါ့အဲ့အခြေအနေမှာဘလဘကြေးရွာကို မီးရှို့ခဲ့တယ်ပေါ့နော်အဲ့မီးရှို့ခဲ့တဲ့အချိန်လေးလေးပေါ့ခင်ဗျားတို့များကြားသလောက်ပြန်ပြောပြပါအောင်နော်ဟုတ်ဟုတ်ဘာမှရောမီးရှို့တာနှစ်ခါရှို့နှစ်ခါရှို့ရောပထမတစ်ခါရှို့ရှို့ပြီးရဲ့အချိန်မှာဟိုဟာဒီသူတို့စစ်တပ်ကတိုင်းနေတာလေဘုံကြောင်းနေအောင်ပါတော့ဒါကံဒါကံဖန်ထားတယ်အမ်ဘာလို့နှစ်ယောက်ရေဟာအပေါ်ကြီးကြောက်ရေဟုတ်ကဲ့သုံးယောက်ပေါ့နော်သူတို့ကအဲ့မီးရှို့တာကိုမြင်တော့ ဟိုသူတို့အိမ်ဒီမှာနွားတွေခြိထားခဲ့တယ်ပါနော်သူတို့အိမ်တွေလည်းအဲ့လိုရှိတယ်လို့ပြောတော့အင်းမိကိုတွားနိုင်ပြီတွားနိုင်တာဟောရောက်30လောက်ရှိတယ်ရောက်30လောက်ထုတ်သွားမှတွားနိုင်တယ်နိုင်နေဟောအဲ့မှာသူတို့ကဓာတ်ပုံရိုက်ပြီးတော့ဘာလုပ်လဲဆိုတော့အဲ့ဒီဒီ PDF ကရှုထားတဲ့မိကိုကင်မရာသားတွေကနိုင်နေပါတယ်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ရှုတာကဘယ်သူကရှုတာနော်ရှုတာစစ်တပ်ကရှုတာစစ်တပ်ကရှုတာကဲကြည့်အောင်နော်အဲ့ဟို ဒဇာကန်ကြီးကဒဇာကန်အင်ဂျင်နီယာကူညီတောင်းလို့ဟိုအင်းတွားညိမ့်နေညိမ့်ပြီးတော့စစ်တပ်ကမီစုလို့တက်မတော်ကနေညိမ့်ညိမ့်နေလာပါလို့ဆိုတဲ့ဟာကိုတက်မတော်သားတွေညိမ့်ပြီးတာဆွဲချတယ်အိုင်းမော်တင်ထားတယ်တဲ့အိုင်းအပါလေးလို့ပြောခေါ်တယ်လို့ပြောသူကိုယ်တိုင်ကဖုံးအမသူတို့ဟိုတပ်ပုံမှတ်တမ်းနေဘူးသူမှတ်တမ်းနေလဲယူတယ်ပေါ့အထက်ကလည်းပို့တယ်ပေါ့ဟုတ်တယ်ဟုတ်တယ်အာသူကိုယ်နဲ့ဖုံးဆက်ပြီးပြောနာဘလဘတေဝါလုံးကိုရှုပ်ခဲ့တာပေါ့ဟုတ်တယ်တေဝါလုံးဆိုနှစ်ခါဒီတမရရနော်နှစ်ခါကိုရှုပ်ခဲ့တာပေါ့ပထမတစ်ခါဆိုတော့ တချမ်းပေါ့နော်อืมကာပြီးတော့နောက်ရက်ထက်ရှူတယ်ဆိုတော့ပြောင်းတော့ဟော၂ရက်စတိုက်တက်ရှူတော့ဟုတ်တယ်อืมဟုတ်ပြီဟုတ်ပြီဟိုနောက်ဆုံးဒီတက္ကသလက်အောက်မှာဟိုအဒါကိုတို့လဲဒါအကျန့်ဖက်ခံပြီးကမှမတရားစစ်မှုခံခိုင်းတဲ့အခြေအနေတွေလေအဲ့ဒီအခြေအနေနဲ့မှာစစ်တပ်ထဲမှာမနေချင်လို့အကိုတို့ဒီဒီဘက်ပီဒီအထဲကိုခိုးလောင်လာခဲ့ပြီပေါ့ ဘလို့စိတ်သက်ဘလို့ခံကြလေးနဲ့ကိုလုံးလာရဲဆိုတော့ပြောပြပါအဲဒီကတော့သူတို့လောက်တာတွေလည်းမကြိုက်ဘူးอืมဘလို့ကလည်းကိုရိုင်းလည်းသူတို့အားပေးတယ်ဖွင့်မှာอืมသူတို့အားပေးတယ်လို့မဟုတ်ဘူးပေါ့နော်อืมအတင်းအရမခေါ်လို့တာသူလည်းပါတယ်အတင်းအရမဖန်တိခံရတော့ငါဘယ်ကနေပဲတာချင်းလေးပါလို့လုံးလုံးအလုံးလုံးနေနေဖန်ခံရတယ်ပေါ်တာဆွဲခံရတယ်ပတ်စပေါ့ဒီဒီစမီတာပတ်စဘယ်လောက်တော့ပတ်စ ့ဟုတ်ပြီဘယ်မှာတက်ခဲ့ရတော့ပဲရှင်ဟိုအတိုင်းတော်မှာတက်ခဲ့ဟုတ်ဟုတ်ပြီမတရားဖမ်းဆီးခံရတယ်အဲစစ်မှုသားပြည့်သူတို့ခံရတယ်ဘယ်တော့ကြည့်အောင်မတရားလုံးမီးဆုတ်သွားတာเนาะ ြည်အောင်တရလုံးအကုန်ပြကြပါနော်မိုက်ရန်တော်တော်ဘာမှမအောင်ရစရာမရှိတော့ရင်းဦးလုံးမှာရင်းဦးလုံးမှာဖမ်းပြီးတော့ဒီပတ်စမိသူစေမှုသံပြတာဝန်ပေးတယ်ဟိုတင်နာပတ်စမလောက်တော့6အတင်နာပတ်စင်6မှာဘယ်မှာသွားပြီးတော့တင်နာဆင်ခဲ့ရอืมဟုတ်ပြီဒါဆိုခွေးထဲမှာမနေခြင်းနဲ့အကြောင်းရင်းလေးကိုဆက်ပြပြပါဦးအမေ ပြည်သူတို့ကပေးတယ်ပြီးတော့အိမ်တွေကိုမင်းနဲ့ရှုံးတယ်။မရှုံးလို့ဆိုရင်မင်းတို့အိမ်တွေကမင်းအဖေအိမ်တွေလာတာ။ကဲကြည့်ရအောင်။မင်းအဖေတဲ့အိမ်မလို့လာတယ်သူကပြောစတယ်တကယ်လို့။အဲ့ဒါသူ့ရဲ့လူတွေဆွဲခေါ်တယ်။ဖုန်းနဲ့ကောင်တင်းနေတယ်။ပြည်သူရှိရမတရားအနိုင်ကျင့်နေတယ်သူကအဲတပည့်နဲ့ကြတော့တိတ်အဆင်မပြေဘူးသူတို့ခေါ်တယ်လေ။ဟုတ်ပြီဟုတ်ဒါကြောင့်မလို့ရုံးဖက်လာပေါ့ဟုတ်ပါဒါကြောင့်မလို့ပြေးလာတယ်ဟုတ်ပြီဟုတ်ပြီခုလို့ အခုလိုဒီဘက် PDF ဒီကိုရောက်တဲ့အခါမှာခင်ဗျားတို့ကိုနည်းနည်းသေးသေးပြုစုမှုတွေရှိလားခင်ဗျားတို့ရိုက်တာနှစ်တာရှိလားမရှိပါရှိပါဘူးလည်းကြားနေတော့ဒီကလေးအဲဒီကိုတွေလိုပဲနော်ဟုတ်ပြီဟုတ်ပြီကျေးဇူးပါတယ်နော်ကဲတော့မင်းတို့ Hope Out Danza ရောက်ကောက်နေမင်းတို့ကြားတယ်နော်ဒီမှာတက်တာကိုယ်တိုင်ပြောပြထားတာမင်းတို့ဒီအချမ်းဘတ်စစ်ခွေတက်တရကောက်နေရဘယ်လောက်ထိမတ်ရန်ရုပ်ကန်လဲဆိုတော့မင်းတို့ဖင်ပိတ်ညင်းချင်ကြသေးလားဟမ်ဒီမှာတက်တာကိုယ်တိုင်ပြောပြထားတာနော်အဲ့တော့မင်းတို့ခွေးတရုံစားဘောမတွေ တနေ့နေ့တစ်ချိန်ချိန်တော့မင်းတို့စီကိုစစ်ပြီးကူးလိုက်ရင်တော့နော်မင်းတို့ရဲ့တိုက်တာအိုးအိမ်တွေလည်းအခုလိုမျိုးမီဆိုဖြက်စီခံရမှာပဲအဲ့ဒီအချိန်ကြာမှမင်းတို့ထောက်ခံခဲ့တဲ့မင်းတို့ရဲ့ခွေးတက်ကြီးကဘယ်လောက်ထိမတ်ရန်ရုပ်ကန်လဲဆိုတာမင်းတို့သိလာရမှာနော်ကဲနောက်ထပ်ကျွန်တော်ဒီဖလန်းမြုပ်သိမ်းတက်ဘက်ကနေဖန်စီရမိတဲ့စစ်တုပ်ပန်းမိသားစုတွေရဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်နော်ဟုတ်တယ်တက်တဲ့ပြန်ရပါတယ်တက်တော့တက်တဲ့ပြန်ရပါတယ်ဘုံဘွားဒီတုံးဘုံဘွား

ဟောသူတို့နာမည်ချင်းဟိုဟာပြန်ပေါက်လာနော်အေးမင်းတို့ famous sniper မှာတိုင်ရက်ကောင်မပါဘူးလို့ပြောနေတော့သူပြောနေတော့အေးကံလာနေကြရင်မင်းတို့ပါတယ်ဆိုတော့နော်နော်ပြောပြကြတော့ဘာလို့မှမသားတယ်အဲ့ဒါကလည်းလာတော့ပါတယ်ပြောပြတော့

ဲတော့เนาะမင်းတို့ဒီစစ်ခွေးကျွန်သဘောက်ကောင်တွေရဲ့ဘဝကတော့မင်းတို့ရဲ့ခေါင်းကြီးပိုင်းဆိုတဲ့ကောင်တွေကတော့မင်းတို့ခွေးတိဝက်တိပေးတိုက်ခိုင်းတယ်ပြီးရင်မင်းတို့ခွေးပြော့ပြစ်ပြစ်သွားခဲ့လေအခုထိကိုအတိတ်တရားမြင်ရကြတဲ့ကောင်တွေရတော့အဲ့တော့နောက်ဆုံးကြတော့လဲငါတို့တော်လိုင်းတက်ဖွဲ့တွေကပဲမင်းတို့ဆန်ကုန်ခံပြီးပြူစုဆောက်ဆောက်ထားပေးရတာเนาะအဲ့တော့ပြောနေကြအတိုင်းပဲဒါငါတို့တော်လိုင်းတက်ဖွဲ့တွေဖြစ်နေတော့ဒါမင်းတို့ကန်ကောင်းနေကြတာကဲတော့နောက်ဆုံးအနေနဲ့ကတော့တို့တို့ဒီအကြံဖက်စစ်ခွေးတက်ရဲ့လေချောင်းကနေဘုံကျဲတက်ခတ်မှုတွေကြောင့်ဒါကျွန်တော်အညာပြည်သူတွေဘယ်လိုတွေဒုက္ခခံရပြီးဘယ်လောက်ထိတောင်နာကြီးနေလဲဆိုတဲ့ရုပ်တံလေးကိုကျွန်တော်ဆက်ပြီးတော့ ကြည်လိုက်ရအောင်ညာပါးရည်ရဲ့ချက်တော့မောင်လေးရေသူတို့ဘောနော်ဘယ်လိုပြောမလဲပြီးသူတို့ရင်ထဲမှာခံစားလာသူတို့တွင်တော့ဟာသူတို့တွင်ရင်တော့ဆိုတဲ့စိတ်ကိုမကြောက်လိုက်နဲ့ပြောတာနဲ့ဒေါသတွေရင်ထဲမှာလူလူကိုပါပြီးသားမောင်လေးလူလူကိုပါပြီးသားသူတို့ဘောမှာမရောက်နိုင်လို့ပြောလိုက်တာနဲ့ဘောနောက်ပါတယ်ကမအင်းဆိုတဲ့ဟာပါသလိုပေါ့တစ်ခါကြွေးနေကြမောင်လေးရေချက်ပိုက်ကလို့ပြောတာနဲ့ပြီးသူတို့ကရုံးရှာမုန်းပြီးနေတာအဲ့လိုမျိုးကိုဖြစ်နေတယ်ချက်ပိုက်တာပေါ့မှာအခုတော့ခုမျိုးသူ့ရှိမှမြင်တွေ့တယ်ကလေးတွေတည်တယ်အင်းမင်းမီးလောင်တယ်ဒီသားတို့ဘောကတွေပျက်စီးတယ်ရန်နေထုလို့လေခွာနေတိုင်းနေတိုင်းလာထုနေလို့မဟုတ်ခုစ900လောက်ပါရှိပြီနော် စနာတော်ကမက်စလာ24ရက်နေ့ကနေပြီးဆိုရင်တော့နေ့စဉ်ရက်ဆက်ဒီတိုင်းလိုလို့ရှိမဟုတ်ညညမဟုတ်နေတိုင်းလာကျဲနေရတယ်ဒီမှာခဏလေးဒါကတော့မြမပြည်လေပိုင်းကအညာဒေသတနေရာမှာစာတင်ချောင်းကိုလေချောင်းတိုက်ခတ်မှုတွေပြုလုပ်လာရင်ဘုံခိုအချင်းနဲ့အလင်းမြန်ပုံအောင်နိုင်အောင်ចောင်းသားចောင်းသူတွေလေ့ကျင့်နေကြတာဖြစ်ပါတယ်ဒီအချင်းတွေဟာစစ်အာဏာသိမ်းပြီးမှအညာဒေသရဲ့ new normal လို့ခေါ်ရမယ်လူနေမှုဘဝပုံစံအစ်တမျိုးလို့ဒေသခံတွေကပြောပါတယ် 2021စစ်တပ်အာဏာမသိမ်းခင်အထိတော့အညာဒေသမှာဘုံခုချင်းဆိုတဲ့အရာဟာကြားဘူးနားဝတာရှိခဲ့ပေမဲ့အခုတော့လူမှုဘဝတွေမှာဘုံခုချင်းတွေနဲ့ရှင်တွဲနေထိုင်လာရပါပြီ။အချိန်တိုင်းလူနေရလူကိုဖြစ်တာလေသူတို့ကဘယ်စင်လာလို့လာမယ်လည်းမသိဘူး။ကိုရီးယားအနေနဲ့ကကိုအကျိုးပြီးဝင်ထားနေရတာပေါ့။အမေကကိုရှင်မှာတေးသွားရည်လို့ဒီပုံကြီးပဲလေကိုကအကျော်ရဲတင်နေလို့ဖြစ်ဘူး။ကြောက်ရတယ်ဗျာ။မလုံးကြုံနေနဲ့မလုံးကြုံအချိန်ပြတ်ဘုံခုချင်းနေရတာလား။ရပါဘူး။ညရဘုံခုချင်းနေပဲအေးရတာလား။ ကလေးတွေဆိုရင်ဘဲမှာကဘုံဘုံလုံးလုံးမသွားတော့ဘူးအဲဒါသူတို့ဘုံကိုချင်တာအနီးတဝိုက်မှာပဲထားရတယ်ကစားမိတယ်ဒီကတိသားဖြစ်တဲ့မြန်မာပြည်အလဲပိုင်းအညာဒေသဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတံကိုပြင်းပြင်းထန်ထန်ခံရပြီးစာသင်ကျောင်းတွေဟာလည်းမကြာခဏပြစ်မှတ်ထားတိုက်ခိုက်ခံရပါဗျ။အခုလိုစိုးရိမ်မှုတွေကြားကနေပဲအညာဒေသကစာသင်ကျောင်းတွေဟာဘုံခုချင်းတူပြီးကလေးတွေပညာသင်ကြားနေရတာပါ။ဒီလိုအခြေအနေမှာကိုယ့်ရဲ့ရှင်သွေးကိုစာသင်ကျောင်းကိုပို့ရတဲ့စစ်ပေးဆောင်ကျောင်းသားမိဘတွေရဲ့စိုးရိမ်မှုတောက်ကတွေကိုအခုလိုပဲပြောပြပါဗျ။ အင်းငန်းနေပြီးတော့ဘာကိုကြည့်နေရလဲဆိုရင်ဘယ်ပြန်တန်လာလားဟက်စကီလာလားဒါကိုကြည့်နေရတာကိုယ်စီပြစ်ဖြစ်စေပြစ်ဖြစ်စေအတန်ကြလိုက်တာနဲ့ပြိုင်နေကိုယ်အချောင်းကိုပြေးရတာအချောင်းကိုပြေးရတာပြေးပြီးတော့တကယ်လို့ဒီလိုလေချောင်းနဲ့ရှုပ်တဲ့ဆိုရင်ကိုသားသမီးလေးကိုပြန်ခေါ်ခဲ့ အဲ့ဒီတော့ကကြောင်းကတနားရင်လည်းတင်တော်ရရင်ရလေရတယ်တခါတလေလည်းနေဝင်လေးနဲ့တင်ချက်ရလေရတယ်ဘာဖြစ်လို့လဲဆိုကိုသားသမီးအိမ်ကိုပြန်လာမှဟင်းဆိုရဲဟိုအလုံးကြာကြောင်းထားရလဲဆိုးရည်နေထားရလေအဖိုက်တာနဲ့ပြန်လာကြည့်ရင်ဟိုနည်းနည်းချင်းနဲ့ကြာရင်ဘာကလေးသူကလေးအဲ့လိုမျိုးများတည်သွားမှလားဟိုကြောင်းကထတက်ချင်လို့ပြင်ရလို့ကျင်းကထားပြရလေဒါပေမဲ့မိဘတွေကစိတ်ထဲမှာမပြောရှင်ဘူးကိုကအိမ်နာနေနေရတာဆိုးရည်နေများတာလေတလားဘုန်းကိုကျင်းကတော့ဒီအိမ်တိုင်းမှာ အဲတူရတော့တဲ့အခြေအနေဖြစ်တာပေါ့ဘာကြောင့်လဲဆိုတော့ jet fighter တွေမဟုတ်ဘူးခုကပါရာမိုတာတို့ drone တို့အကုန်လုံးလာနေတာဆိုတော့အဲအိမ်တိုင်းမှာတူးကြတယ်အဲအဲ့တယ်လာတယ်ဆိုရင်လည်းဒါပုံကူချင်းကတော့ဘယ်နှမ်းမှာရှိရဲဆိုတာကိုဝင်ကလေးကတခါတည်းစီးပြောရတယ်ပေါ့အဲမပြောလည်းပဲအဲ့တယ်ကလည်းပုံကူချင်းဘယ်နှမ်းလဲဆိုတော့မေးရတဲ့အခြေအနေပေါ့အဲအဲ့တို့အခြေအနေတော့ဖြစ်တော့ရင်ချင်းမှုအစ်စ်လိုတော့ဖြစ်တာပေါ့တူဟာပုံကူချင်း ခုဆိုရင်အညာဒေတာမှာလေချောင်းရံအန်ရဲ့ကျူတင်သတိပေးမှုတွေနဲ့ပတ်သက်ပြီးလက်ကမ်းစာတောင်ဝင်ခတာတွေအသိပညာပေးလှုပ်ဆောင်တာတွေကိုကြည်ကြဲပြတ်ပြတ်လှုပ်ဆောင်နေကြရပါတယ်။အထူးသဖြင့်တောတောင်ရှိုးပြောင်မရှိဘဲမြေပြန့်ဒေတာဖြစ်တဲ့အညာဟာစစ်ကောင်စီအတွက်လေချောင်းတိုက်ခိုက်မှုတွန်းမြင့်လှုပ်ဆောင်ဖို့အခြေအနေတွေပေးနေပါတယ်။ဒီစစ်ဆောင်စခန်းနေဆိုလို့ရှိရင်ဒီလူကြီးအဖင့်ရာနဲ့ချီရှိတဲ့အခါမှာ အဖုံးဖို့ချင်းပြဆောင်နိုင်ခြင်းမရှိဘူးဒါပေမဲ့ခေါင်းပေါ်မှာတော့တဝီဝီနဲ့လာနေတဲ့အတန်တွေကြားနေရတယ်ကိုကပုံဖို့နိုင်ခြင်းမရှိတဲ့အခါမှာဒါဘယ်လိုဘဲတို့အာကိုပြီးဘယ်နေရာကိုသွားပြီးပုံခုရမယ်မသိဘူးပေါ့နော်အဲ့လိုနေထိုင်မှမှာတာမန်ပဲကျွန်တော်တို့လူမျိုးကုတ်ပြီးတော့နေနေရတယ်ရွာထဲမှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့ကလည်းတို့ရတဲ့လခမဒီတနေ့လောက်ခမ8900တပေါင်းရတဲ့အခါမှာဒီလိုမျိုးဘုံဖို့ချင်းအဲဆက်ချီပြီးတော့ကုန်မဲ့အနေထိုင်မှမှာ တူးနိုင်ခြင်းမရှိကြဘူးပေါ့နော်မရှိကြတဲ့ဟာကဒီခုလက်တော်မှာစိတ်ခေါ်မှုခက်ခဲတည့်ရက်တွေနဲ့တို့ရင်ဆိုင်ကြုံတွေ့နေရတယ်ပြောရင်ဝဲနေတယ်ဘာလို့ခစားချက်တွေဒီစားကစားနေမတိမမတိရလားမြင်မမြင်ခလာတက်တက်ရောက်လာလားလို့အမျိုးမျိုးတွေးနေကြလားသူတို့အစုံပေါ်တည်ရောက်လာပါကွယ်ကြီးတဲ့ရုပ်ချာလည်းမရှိတော့ဓာတ်ကိုသူတို့လူတွေကိုခလာပြီးလုံးဝမရှိတော့ကောင်းတယ်ဘုံပြနေတဲ့စစ်တပ်ကိုကိုချင်းစာစိတ်လေးထားပါလို့လူတွေတော်တော်လေးကိုမှခက်ခဲနေပါ ျွန်တော်ပြည်သူတွေအခုလိုမျိုးခံနေရတာမြင်တော့ဒါကျွန်တော်အနေနဲ့တော်တော်လေးကိုစိတ်မကောင်းဖြစ်မိပါတယ်။ဒါပေမဲ့လည်းဒါကျွန်တော်ပြည်သူတွေအားတင်းထားပါ။အဲ့တော့မင်းတို့စစ်ခွေလေတဲမိသားစုဝင်တွေတတိထားပြီးနေကြနော်။ငါတို့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပြည်သူတွေကလည်းမင်းတို့ဒီတိုင်းလက်ပိုက်ကြီးနေမှာမဟုတ်ဘူးဆိုတာတော့မင်းတို့ကောင်းနေမှာထဲတာအောင်နော်။တနင်္ဂနွေကလူကြီးကလေးမချန်အကုန်တက်ဖြတ်နေတဲ့မင်းတို့ကောင်စားတွေမင်းတို့ရဲ့မိသားစုဝင်တွေကိုလည်းလုံခြုံတဲ့နေရာမှာဖွက်ထားအောင်နော်။ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကောင်မတော်တွေတယောက်ချီစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်။ မနေ့ပြန်မနေ့မှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကြမ်းမှာပေးကင်းကြပါစီခင်ဗျာ